ျွန်တော်ဘက်ကအမြင်ပြောတာဒါ personal ကိစ္စဖြစ်သွားတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါသူတို့ရဲ့ကာဂန်နေရှင်ပေါ်မှာပဲမူတည်တော့ကျွန်တော်သိအများကြီးတော့မပြောတော့ဘူးလူတယောက်ချင်းကသူခံစားချက်နဲ့သူပေါ့နော်သူလည်းခုမှဘာခံစားချက်ရှိမလဲဘာလို့ရှိမလဲဆိုတာကိုယ်မသိနိုင်ဘူးဒါတော့ငါဆိုတော့ဒီလိုဖြစ်မှာပဲဒီလိုလုံးအောင်မှာပဲလို့တော့တပတ်တက်ကြည့်တော့မပြောချင်ဘူး ါဒါပေမဲ့သူ့နေရာမှာကိုဆိုရင်တော့ကိုရေစိတ်နဲ့ဆိုရင်တော့ဒါဘာပြောသနာမှုမှာဘလို့မဆိုပေါ့နော်ဟိုဘလို့ပြောမလဲဟိုမရောမရောอ่ะမရှိဘူးအနားမှာရှိရနဲ့အဲ့လိုတေချာခေါ်ဖို့မရဘူးဆိုတော့ကလေးရဲ့စိတ်ထဲမှာလည်းဒဏ်ရာလေးတခုတော့ရှိရောရှိမှာအဲ့လိုမျိုးလေးပဲကျွန်တော်ခံစားမှုပါတယ်ဟုတ်ကဲ့ဒီလိုပြောွယ်မလုပ်တဲ့ က်ကတစ်သက်လုံးဖို့အမေနဲ့ပဲနေလာတာလေဘာလို့ဒါကြီးကိုတန်းတနေမှာလဲဘာတွေမျောလင့်နေမှာလဲဟုတ်တယ်မလားဒါကိုဒါကိုပဲကိုစိတ်ကိုပြင်းမှန်းတာပေါ့နော်ကိုပဲဝမ်းနေရတယ်ကိုကကိုပျော်ပျော်နေမှာပေါ့ဘာလို့မှာလဲဟုတ်တယ်မလားကိုကအောက်ကျနေကြခံပြီးတော့လိုက်ပြီးတော့ဖေးတော်ရမယ်ဟိုလောက်ထိရောမဟုတ်ဘူးလေဟုတ်တယ်နော်အဲ့တော့သူလဲသူ့ဘဝနဲ့သူကဟိုအဲ့ဒါကြီးကိုအကြောင်းထက်ပြီးထက်ကတော့လဲလဲကြတော့လဲတိတ်မကောင်းပေါ့အမြင်ပေါ့နော်ဒါကျွန်တော်အပြော်တဘောနဲ့စတာပါသူများရဲ့ခန်းစားချက်ကိုလောင်းတာလည်းမဟုတ်ပါဘူး အဓိကဒါဘာလဲကျွန်တော်ကျွန်တော်ဒါတကယ်ကပျော်အောင်ကျွန်တော်စလိုက်တော့အဲဘလို့ပြောမလဲဆိုတော့ဒါဒါသူတို့ရဲ့ခံစားချက်တွေပြောတော့ကျွန်တော်ဒါဝင်ပြီးတော့လဲကျွန်တော်မဆွေးနွေးခြင်းဆွေးနွေးနေတယ်ဒါခုနပြောသူဒီအပေါ်မှာဟိုနာမည်ကြီးခြင်းလို့လို့ဖြစ်သွားတယ်အဲအမှန်တိုင်းပြောရင်တော့သူ့မင်းနာမည်လို့ဘလူလဲကျွန်တော်တော့တော့သွားကြည့်တယ်ဘောဘောဘာကိုရင်းဆိုင်ဖို့တမီလေးဆိုကောင်းပါလို့ဆိုစိတ်နဲ့ဟောကြည့်ပြတာပါတမျိုးမထင်ပါဘူးကျွန်တော်ကအမြင်ပြောတာဒါ personal ကိစ္စဖြစ်သွားတယ်ဗောနော် ဘယ်လိုပဲဖြစ်ဖြစ်ဒါသူတို့ရဲ့ကာဂန်နေရှင်ပေါ်မှာပဲမြင့်တည်တော့ကျွန်တော်တိတ်အများကြီးတော့မပြောတော့ဘူးသူတယောက်ချင်းကသူခံစားချက်နဲ့သူပေါ့နော်သူလည်းသူ့မှာဘာခံစားချက်ရှိမလဲဘာလို့ရှိမလဲဆိုတော့ကိုယ်မသိနိုင်ဘူးဒါတော့အငါဆိုတော့ဒီလိုဖြစ်မှာပဲဒီလိုလုံးအောင်ပါပဲလို့တော့တပတ်တက်ကြီးတော့မပြောချင်ဘူးအဲဒါမဲ့သူနေမှာကိုဆိုရင်တော့ကိုရေစိတ်နဲ့ဆိုရင်တော့ဒါပါပဲသနာမှုပါဘလို့မဆိုပါဘူးနော်ဟိုဘလို့ပြောမလဲဟိုမရောမရောอ่ะ ရှိဘူးအနားမှာရှိရတဲ့ဘလို့တေချာခေါ်ဝင်မရဘူးဆိုတော့ခလေးရဲ့စိတ်ထဲမှာလည်းဒဏ်ရာလေးတခုတော့ရှိရောရှိမှာအဲ့လိုမျိုးလေးပဲကျွန်တော်ခံစားမြင်ပါတယ်အဲ့ဒါကတော့လေမနိုးတော့လည်း broken family ကဘောကမ်းမင်းရပြည့်တယ်မပြင်းအောင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့လေမျိုးလို့ကြတော့လေကိုရိစိတ်နဲ့ဆိုရင်ပြောတာပေါ့နော်ဒါကတော့အဲကလေးလေးကငယ်သေးတယ်လေဖြစ်ဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့တော့ကိုရိစိတ်နဲ့ဆိုရင်ဟိုကိုယ့်ဟိုရာမှာကွယ် ချစ်တဲ့အဖေတရားပေါ့เนาะအဲ့လိုပဲပြောပြောမှာပေါ့เนาะဒါကသူကသူတို့ရဲ့မိသားစုကိစ္စမှာအရင်တော့ဘာတွေဖြစ်ခဲ့လဲဆိုတော့ကိုရီမသိရတော့ကြောင့်မလို့ဘာမှအများကြီးဝေဖန်မဝေဖန်ချင်ဘူးဒါပေမဲ့ကိုရီကိုရီ broken family မှာလည်းကိုဆိုလည်းအမေနဲ့ပဲနေတာဖြစ်တဲ့အတွက်အဖေဆိုရင်မျိုးဆိုရင်မွေးတဲ့အဖေကိုမြင်တော့မမြင်ဘူးပေါ့เนาะဟိုအသက်အရွယ်တခုအပြိုဖြစ်လာတဲ့အချိန်မှာအမေကတစ်ခါပေးတွေ့တယ်ဒါပေမဲ့အဖေအဟမ်းပဲပဲမရှိတဲ့အခါကျတော့မျိုးဆို ပဲလေမတွေ့တော့ဘူးမဆက်တွယ်တော့ပြီးသွားပြီ။ဒါဆိုအခုချိန်ထိအဖေမမနေလဲဘာလုပ်လဲတော့မသိဘူးကွာ။သူလည်းသူ့နောက်အိမ်နောက်နဲ့သူနောက်သူ့မှာတားတယောက်ရှိတယ်ဆိုတော့မင်းတို့သိတယ်။ဒါပေမဲ့မင်းတို့မင်းတို့ရဲ့ကိုယ်စိတ်နဲ့ဆိုရင်ပြောရပါတော့။ကိုယ့်ကိုဒီလိုပြောွယ်မလုပ်တဲ့ပြင်ကိုယ့်အတွက်ကတတလုံးကိုယ့်အမေနဲ့ပဲနေလာလေဘာလို့တားရို့တန်းတားနေမှာလဲ။ဘာတွေမျောလင့်နေမှာလဲဟုတ်တယ်မလားဒါကို။ဒါကိုယ့်ပဲကိုယ့်စိတ်ကိုပြင်မှန်းတာပေါ့နော်။ကိုယ်ပဲဝမ်းနေရတယ်ကိုယ့်ဘာကိုယ်ပြောပြောနေမှာပေါ့။ဘာလုပ်မှာလဲဟုတ်တယ်မလား။ကိုကအားကြမ်းကြခံပြီးတော့လိုက်ပြီးတော့ဖေးတော်အမေဟိုလောက် ထီတော့မဟုတ်ဘူးလေဟုတ်တယ်နော်အဲ့တော့သူလည်းသူ့ဘဝနဲ့သူကဟိုအဲ့ဒါယူအကြောင်းထက်ပြီးထက်ခါတလဲလဲကြတော့လဲတိတ်မကောင်းဘူးအမြင်ပေါ့နော်တခါတလေပေါ့ကွာတခါနှခါပဲကောင်းတယ်ကွာတိလားညာလာတော့စိတ်ညာလာတဲ့ခါကျစိတ်ကဆိုးလာတခါနှခါတော့ကြည့်မနိုင်သေးတယ်ဩဒီလိုပါလားဩတနာပါတဲ့ เนาะများလာတဲ့ခါကျတော့မတနာချင်တော့ဘူးလေနော်အာမီဒီယာတွေကကျတော့လည်းမပြောချင်ပါဘူးဒါဖြေလဲလို့ရှိလို့တို့မေးတာလေမီဒီယာတွေရှိလို့လည်းအာဘယ်လိုပြောရမလဲဟုတ်ဟုတ်မီဒီယာတွေရှိလို့လည်းဒါကိုချပြချင်တဲ့ခါလေးတွေကိုအာလူတွေအကုန်လုံးကောင်းတာအောင်ဆိုတာအကုန်သိတာပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့ကိုက तू မေးတိုင်းကိုဖြေတင်လားဆိုတဲ့ဟာလေးတခုတော့ကိုအုံနာလို့ ပေါ့နော်အဲ့ဒါလေးကိုလည်းမင်းတို့ကအကြံပေးချင်ပါတယ်မီဒီယာကတော့ဒါသူ့အလုပ်သူ့လုပ်တာသူကမေးမှာပဲဟုတ်တယ်ဒါဒါမင်းတို့ကဟိုဘယ်သူမှလိုက်ပြီးတော့မပြောတတ်ဘူးရှင်းလုံးပြကိုနဲ့ဘသူကဘလောက်တက်နေတဲ့နေဘသူကကိုနဲ့မတက်ပဲဖြစ်နေပြီဒါပေမဲ့အမှန်တိုင်းပဲဟိုကအလဲမနေတယ်အဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်ညိုင်းတယ်မှာလေ168နိုင်ကောက်လာကြည့်တာအဲ့ကားလေးယုံတယ်လည်းကြည့်ကြပါဦးနော်